အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ပါလို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီနေ့မှာတော့မိတ်ကလေးတွေ ခံစစ်ပြပါလာရင်အသိမသာပိတ်သက်တဲ့အထားလေးတွေကြောင့်တင်ဆက်ပြီးကျမတွေသမားတို့မိခလေးတွေစိုက်ပါမိအလုံးခံစင်လာရင်ပိတ်သက်တဲ့အထားလေးတွေကြောင့်တင်ဆက်ပြီးမှာပါနော်အဲ့ဒီအကြောင်းမပြောခင်အလုံးသိထားတဲ့နဲ့စိစုသမားများအတွက်တွေ့ရသည့်စောင်းတောင်းဒီလမ်းကြောင့်တင်ဆက်ပြီးကျမတွေအရာပြီးမှာပဲသမားတို့မိခလေးတွေစိုက်ပါပြီအလုံးခံစင်လာရင် ပေးတဲ့အထာလေးတွေကြောင်းတင်ဆက်ပေးမှာပါတော့စီဂျိုသမားများအတွက်တွင်ရသည်မှာဘလို့ဆောင်းတောင်းကြမလဲလေးလာချရအောင်တော့အသက်ကိုညံဆောင်ပါရင်တော့အချိန်နေနဲ့ရှားသည့်ဥရောလိုက်စမ်းမကြီးကိုဆောင်းရှောင်းနိုင်ပါရောဂါခင်ပြီးပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါပါဒီတစ်ခေါက်တော့နှွေပူပူမှာစီဂျိုကြောင့်နေရထိုင်ရခက်တာမျိုးမဖြစ်စေဖို့စီဂျိုရှိသူတွေ ဘာတွေစာသုံးတယ်လဲဆိုတာကိုပြောပြပါရစေနော်တွေ့တွေ့သက်သာတဲ့အပေါ်မှာတရားမှုဖြစ်စေတဲ့အဆောင်အစာတွေအထေကအဖြစ်တော့တွေ့တွေ့သက်သာတဲ့အပေါ်မှာတရားစိန်တိုင်းနဲ့အစာအစာလေးမျိုးရှိပါတယ်ဒါတွေကတော့ကာဘိုဟိုက်ဒရိတ်ကဆေးတက်ပရိုတင်းအသားတက်အဆီတက်အမြင်တက်ကာဘိုဟိုက်ဒရိတ်ကပရိုတင်းနဲ့အဆီတက်တွေတက်တွေ့တွေ့သက်သာတဲ့ကို မြန်မြန်မြင့်တက်စေနိုင်ပါတယ်။ဒီအစားအစာမျိုးတွေကသွေးရင်းသားဓာတ်ပေါ်မှာသက်ရောက်မှုကြီးတဲ့အုပ်စုတွေပေါ့။အမြင့်တက်ပရိုတိန်းနဲ့ SE ဓာတ်တို့ကအစားအစာပြီးချိန်မှာသွေးရင်းသားဓာတ်မြင့်တက်မှုကိုလျှော့ချပေးနိုင်တဲ့အားလေးတဲ့ရှိကြပါတယ်။ဒါတော့ဘာလို့မလဲ။အစာစားတဲ့အခါသွေးတွေသစားဓာတ်ကိုထိန်းကြီးပြီးဗိုက်ပြဲတယ်လို့ခံစားရစေဖို့ကက်စီတက်အတာတန်နဲ့ အစီအတတို့ကိုသမောင်ပြတာအောင်စာသုံးရပါမယ်။ဒါပေမဲ့တရိထာယာမတကူကစံမာရဲခစိတက်ဖြစ်ဖို့နဲ့စံမာရင်းနဲ့ညီညွတ်တဲ့အစီအတတွေဖြစ်ဖို့တော့လိုပါမယ်နော်။နှွေပူပူမှာစီဂျိုသမားတွေစံမာနေစေဖို့စားတော့ဖို့ပုံစံလိုက်နာတဲ့စီဂျိုရှိသူတွေအတွက်လူရသည်စားတော့နေလမ်းညောကတော့စံမိုင်းနေညညတဲ့ကက်စီတဲ့ ခန္ဓာကိုယ်အတွက်ကစီတက်ကလိုအပ်ပါတယ်။စီးကျူသမားတွေအတွက်လည်းလိုအပ်ပါတယ်။ဒီတော့သွေးကျူလည်းမတက်ခန္ဓာကိုယ်ကိုလည်းစမ်းမာနေစေဖို့စမ်းမာရည်ညင်ညွတ်တဲ့ကစီတက်ရရှိအောင်ဘာရီစားမလဲ။ဆန်လုံးညို၊အုံချုံ၊ချုံစံပေါင်မုတ်၊တသိ၊ဟင်းသီးဟိရွက်၊ကလဲပင်၊ပယ်နီလေးအချို့မပါတဲ့ဒိန်ရင်အစီထုံတို့ဆောင်ပေးလို့ရပါတယ်။ စမ်းမိုင်နဲ့ညီညွတ်တဲ့အစီအစီကလည်းစာတုံးပေးတဲ့အရာတစ်ခုပေါ့စမ်းမိုင်နဲ့ညီညွတ်တဲ့အစီဖြစ်ဖို့တော့လုံမပါ့စီးရိုသမားတွေအတွက်တက်တော်ရဲစမ်းမိုင်နဲ့ညီညွတ်တဲ့အစီတွေကတော့ပင်လယ်ကအစီအခေါ်မသေးတွေနဲ့အစိအစံတွေကလည်းရှားတဲ့အစီတက်ထောပတ်သေးတန်လွင်စီစစ်စစ်နေကြစီ စပြစ်သိစိတ်အစီတို့စာပေးလို့ရပါတယ်။အနေအောင်အတောင်းပြုတ်ပြင်ထားတဲ့အသားတွေမှာပါတဲ့အစီတွေ၊ထော်ဘက်၊ဘစ်ကိတ်၊ကိတ်မုံနဲ့တခြားအစီများတဲ့အစားအစာတွေကိုမစားလို့ကောင်းလေးပါနော်။အငယ်လျှော်စားပါ။စားရိတ်အများကြီးစားတာကသွေးတိုတက်စေနိုင်ပါတယ်။သွေးတိုတက်တာရဲ့နောက်ဆက်တွဲကနှလုံးရောဂါခံစားရနိုင်ခြေကိုတိုးစေနိုင်တယ်လို့လေပြန်းနိုင်ခြေကိုလည်း ိုးစိန်နိုင်ပါတယ်။နှွေပူပူမောင်းရွှေတက်ဆုံရှုံမှုမြန်မာဆိုတော့စားကိုစားပေးတင်ပေမဲ့အများကြီးကတော့မသိမ်းထောပါဘူး။တဏီတာမောင်းအများဆုံးနေတဲ့စားကိုလည်းဖရေဆုံးတဆုံးပဲစားပေးပါ။ဟင်းတွေကို အငံခဲအောင်မချက်ပါနဲ့။အငံခဲတဲ့အသက်စာအစာစားတွေမစားပါနဲ့။အသေးချောင်တွေငချစားရည်စိန်ထားတဲ့အသေးရွက်တွေစားပေဦး အာလူလိုမျိုးအငငယ်ကြဲရတွေမစားပါနဲ့။ဖာရီဆာမလေးဆိုတော့စက်ရင်အောင်သာလက်လက်ဆက်ဆက်ဟင်းဒီဟီရွယ်လက်လက်ဆက်ဆက်အတောင်ပြောင်းမှုပြုံလိုမျိုးအစားအစာတွေကို စားပေးလို့ရပါတယ်။သက်သေးတွေစားပေးပါ။လွေပူပူမှခန္ဓာကိုယ်ရေထက်ပြေဝပေးလန်းဆန်းစေဖို့နဲ့စမ်းမာရင်းအမြင့်တရရှိစေဖို့သက်သေးတွေစားပေးလို့ရပါတယ်။ တည်သေးစားတဲ့အခါရေတဲ့အပြင်ဗီတာမင်စီနဲ့ဗီတာမင်အေရောကိုပါလျှောက်ရှိစေမှာဆိုတော့ခန္ဓာကိုယ်စံမှာပေါ့အထောင်အပံ့ဖြစ်စေမှာပါဖာတည်သေးရေစားလို့ရမလဲဆိုတော့ဖရဲသည်စတော်ဘယ်ရီဘလူးဘယ်ရီသခွားမွေးသခွားသည်မမော်သည်ပန်သည်ပန်သက်တော်သည်သတ်တော်သည်သင်မော်သည်ခရမ်းစင်သည်တို့စားသုံးပေးလို့ရပါတယ် တက်သေးတွေကရေတန်နဲ့အမြင့်တက်ပြဲခန္ဓာကိုယ်အတွက်လိုအပ်တဲ့အထူးတက်ကိုပါဖြည့်တင်စေနိုင်ပါသေးတယ်။သဘာဝအကျိုးဆိုတော့သွေးစုတက်မှလည်းပူစရာမလိုတော့ဘူးပေါ့။အနည်းရောအသားလည်းပြုတ်ပြင်ထားတဲ့အသားတွေကိုလျှော်စားပါ။ကစိတန်နဲ့နေပဲစားရတဲ့အခါခန္ဓာကိုယ်ကျန်းမာဆိုပြီးပရိုတင်းတက်ကိုအများကြီးစားမိနိုင်ပါတယ်။မြင်တောင်ပြောရရင်ထပ်မင်းလျှော်စားလိုက်ပြီး အသားတွေပိုစားတာမျိုးပါတကယ်တော့ဒီအယူအဆကလွဲနေပါတယ်နော်အနည်းအောင်အသားတွေလည်းပြုတ်ပြင်ထားတဲ့အသားတွေကနှလုံးရောကလည်းကင်ဆာဝေဒနာကိုဖြစ်စေနိုင်ပါတယ်ထပ်မင်းလျှော့စားရတာကြောင့်ခန္ဓာကိုယ်မှာအာဟာရမပြေမဆိုရင်အနည်းအောင်အသားနဲ့ပြုတ်ပြင်ထားတဲ့အသားတွေစားဒါလေးတွေပိုစားပေးပါပဲအမျိုးမျိုး ဥအမျိုးမျိုးငါစက်သားစက်စင်သား စားမပါတဲ့အခေါ်မှာဒီလိုရယ်ဆာမွန်ကမက်ကရင်ဟာတို့ကိုစားပေးပါနော်အချိုကဲတာတွေမစားပါနဲ့ဒါတွေပြင်နောက်ထပ်ခရူစားရမှာကအချိုများတဲ့အစားအစာတွေမစားဖို့ပါအချိုကလုံးဝမစားဖို့မဟုတ်ပေမဲ့အချိုကဲတာတွေမစားသင်ပါဘူးအချိုရည်တွေမတောက်သင်ပါဘူးနော်အဖေအကြွေတွေလည်းမတော်တယ်မှာဘူးနော်။ဒါဆိုဘာတွေတောက်လို့ရမလဲ။ ဒါလေးတွေတောက်ပြလို့ရပါတယ်နော်။တဘာဝသတိစကုပြောထားတဲ့ပြောရေးတခြားမပါတဲ့နော်။အုံစိန်ရေးအချို့မပါတဲ့လက်ဖက်ရေးအချို့မပါတဲ့ကော်ဖီရှင်ရင်းချန်တို့တောက်ပြလို့ရပါတယ်။ဒါတွေအပြင်ခရုံဆိုင်ပေးရမှာကရှင်ပြပြဝဝတောက်ပြဖို့နဲ့တင့်တင့်နဲ့ကိုလန့်လှောက်ရှောင်းမှုလုပ်ပေးဖို့ပါ။စီးရုံရှိနဲ့စိတ်မပူပါနဲ့။အခုပြောခဲ့တဲ့အတိုင်းအာဟာရပြောင်းစားသုံးလို့ စိတ်ချရှိသူတွေအနေနဲ့နှွေရသည်ကိုအကောင်းဆုံးကြောဖြစ်လိုက်ပါတော့ဆက်လက်ပြီးတော့မိန်းကလေးတွေခံစိစိတ်ပေါလာရင်မသိမသာပေတတ်တဲ့အထားလေးတွေကြောင့်တင်ဆက်ပေးကြပါရစေ။ကျမတို့မိန်းကလေးတွေစိတ်ပါပြီးအလုံခံစိလာရင်ပေတတ်တဲ့အထားလေးတွေကြောင့်တင်ဆက်ပေးပါပါတော့။ကျမစိတ်ပါနေရလားဆိုတာသိဖို့ကြည့်ထားပါရှင်။လေမှုကိစ္စနဲ့ပတ်သက်လာရင် အမျိုးသမီးတွေက အမျိုးသားတွေလောက်ပုံပွင့်လင်းလင်းမရှိတော့အလုံးတည်ကြမှာပါ။ မိခင်တွေကစက်တင်တော့မှုစိတ်ဆန္ဒရှိနေတဲ့ဆိုရင်တာရမပြောပဲတွဲဝဲတော်နေရဖြင့်သဲလွန်စားလေးတွေပေးထားပါတယ်။အမျိုးသားတယောက်နေနဲ့ဒီလိုသဲလွန်စားလေးတွေကိုနားလည်ဖို့လိုပါတယ်။ဒါမှသာတဲ့ရပေါ်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်တဲ့မျိုးသမီးကစက်တင်တော့မှုဆန္ဒရှိနေရင်ဘလို့သဲလွန်စားလက္ခဏာတွေပေးတမ်းလေးဆိုတော့ဖော်ပြလိုက်ပါတယ်။ထူးထူးခြားခြားဝန်စားပြင်ဆင်ထားတယ်။တဲ့မျိုးသမီးက ပုံမှန်အတိုင်းဆိုရင်အိန္ဒိယတာမန်အဝင်စားတွေပဲအခုမှထူးထူးခြားခြားအလာတွေပြင်ပြီးစိတ်ကောင်းမဲ့အဝင်စားတွေဝင်ဆင်ထားမယ်ဆိုရင်ဒါကလက္ခဏာတစ်ခုဖြစ်ပါတယ်။သူမအနေနဲ့ဆက်စီကြတဲ့အဝင်စားတွေတုံးတချောင်းတွေမလို့တလုံးညဝဲအိန္ဒိယတွေဝတ်ထားမှမဟုတ်ပါဘူး။ပုံမှန်ဝင်နေကြအိန္ဒိယထက်ပိုပြီးတည်ရလာပါတဲ့အဝင်စားတွေဝတ်ထားမယ်။မိတ်ကနေနဲ့တော့လိန်ချင်းလိန်ထားမယ်။ရှင်မွေးလေးစွချင်းစွထားနိုင်ပါတယ်။တဲ့အောင်ရုံကိုဆွေးဆောင်မှုအတွက် သူမပြင်ဆင်ထားတာပဲဖြစ်ပါတယ်။ဒီလိုဝယ်စားပြင်ဆင်ထားတဲ့အကြောင်းပဲရင်လဲဖြည့်ခြင်းမဖြေပါလိမ့်မယ်။သင်ဘက်ကပါနေဖို့လိုပါတယ်။ထထူးသက်သာတည်တွင်မှုတွေရှိတယ်။အမျိုးသမီးတစ်ယောက်ကလိမ့်စိတ်လူသားလာတိုင်းသက်ဖွာဘတ်တော်စီကိုထားရလာမှမဟုတ်ပါဘူး။ဒါပေမဲ့သူတို့စိတ်ချောင်းနေချိန်မှာမသိမသားနဲ့ထီတွင်မှုတွေကိုလောက်တဲကြပါတယ်။ပုံမှန်ထပ်ပေါ်ပြီးတင်နာကန်နေတော့လေပင်ပေါင်းစားတဲ့နေရာတွေကိုမသိမသားနဲ့ တမန်ချင်းနေတာမျိုးတွေရှိနေပြီဆိုရင်သင်ဘက်ကလောကတလုံးလုံးရှာပေးဖို့သဘောပေါက်ပါထူထူသာသာတွေလုပ်နေတယ်ချက်သူနောက်သားမှာတဲ့အမျိုးသမီးကသင်စိတ်ဆိုင်တွေရှိပဲလုပ်ပေးနေတယ်ဆိုတော့နေ့တိုင်းမဖြစ်နိုင်ပါဘူးဥပမာသင်ဆိုင်တဲ့တဲ့ဟိချက်ထားတာတဲ့အဆိုင်ဆောင်ဝတ်စားတွေဝတ်ထားတာစသဖြင့်သင်စိတ်ဆိုင်တွေကြီးပဲဦးစားပေးလုပ်နေပြီဆိုရင်သူမစိတ်တွေမှာပါဖြစ်နေတယ်ဆိုတာနားလည်သင်ပါပဲအတူမနေတာကြပါပြီဆိုတဲ့ကြောင့်တရေပေးတယ် ဆိုင်ရည်ကြီးမဟုတ်ပေမဲ့စကားပြောရင်ကြုံရိုက်တယ်လို့ပြောတတ်ပါတယ်။နောက်ဆုံးအချိန်ချတင်တော့ခဲ့တော့ဘေတုံးကဆိုတာမျိုးဒါမှမဟုတ်စစ်တင်တော့ချိန်တော့ကအဖြစ်ပြက်တစ်ခုကိုပြန်ပြောတာမျိုးလွတ်တတ်ပါတယ်။ဒီလိုကိစ္စမျိုးကိုအမျိုးသမီးတွေကပုံမှန်ချိန်မှာစကားတွေထည့်ပြောလို့မရှိပါဘူး။ဒီလိုတွေပြောလာနေပြီဆိုရင်တော့သူမလိုအပ်တာတစ်ခုခုရှိနေလို့ဖြစ်နိုင်ပါတယ်။သူမရဲ့တင်ပါ တရားချက်ကတဲ့အနေနဲ့ပုံပြီးတရိထားစောက်ကြည့်လို့ရတယ်အမျိုးသမီးတွေကလိမ့်စိတ်လိုချနေပြီဆိုရင်တင်မကို ပုံမှန်ထပ်ပို့ပြီးရန်ခါတကြပါတယ်အမျိုးသားများစုကတရားချက်ကိုတရိမထားမိကြတာများပါတယ်တခါတလေမှာအမျိုးသမီးတွေကကိုရိုင်းတော့သူတို့တင်မကိုပို့လောက်ခါနေပြီးတော့မသိကြပါဘူးလိမ့်စိတ်တချနေစိမ့်မှာခန္ဓာကိုယ်ကအလိုလျောက်လှရှားနေတာကြောင့်ဖြစ်ပါတယ်ဒါကြောင့်သိရှိမှာတင်မလောက်ပြီးခေါက်တော့ခေါက်ပြန်လဲရှောင်းနေပြီးဆိုရင် မြင်ကွင်းပိတ်လို့ပြောမနေပဲစိုက်ခေါ်ပြီးအစ်စ်တေပြလိုက်ပါတော့ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ဇာတ်လေးကိုတော့ဒီမှာပဲခေတ္တရန်နာခွင့်ပြုပါနောက်ထပ်လည်းကျမတို့ channel ကနေဘုသူတော်ပြည့်စုံမြဲဇာတ်လေးတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့စောင့်မျှော်အားပေးကြပါဦးရှင့်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတူပဲတင်ရှိပါရရှင့်